ားလုံးပဲမင်္ဂလာပါ။ဥပါကျော်ဒူရီ YouTube Channel လေးရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။နော်အားလုံးပဲမင်္ဂလာရှိတဲ့ညနေခင်းလေးပါ။အားလုံးပဲကျွန်တော်ရဲ့ live show လေးလေးကိုအမြဲတမ်းအားပေးနေတဲ့ကိုကိုမားတွေကိုအခုမှတွေ့လို့မြင်လို့ဝင်ရောက်ပြီးတော့အားပေးတဲ့လူသစ်ကိုကိုမားတွေကိုအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျေးမခြင်းနဲ့ပြည့်စုံကြပါစေ။စိတ်တော်တိုင်းကိုပါလို့လူရဆန္ဒလေးတွေတလုံးတော်ရပြည့်စုံကြပါစေလို့ကျွန်တော်ဥပါကျော်ဒူရီ YouTube Channel လေးရနေပြီးတော့အားလုံးကိုဥစွာပထမဆုံးမောင်းကောင်းလေးတောင်းပေးလိုက်ပါတယ်ပါနော်။ ကဲအားလုံးပဲကျွန်တော်ရဲ့ကိုကိုမာရီအားလုံးပဲကျွန်တော်တို့မနက်ပိုင်းမှာတင်ကညနေပိုင်းမှာ60 80 6ဆိုတဲ့ညမနက်ရှင်နှစ်သီးစားလေးတွေနဲ့အားလုံးပဲအောင်မြင်မှုလေးတွေရခဲ့ပြီအဲ့တော့ဒီညနေ86နဲ့ပေါက်တဲ့ရတယ်ဆိုရင်ငါးကိုငါးမာရီအားလုံးပဲပေါက်ကြီးလေးတွေမှန်ပြီးတော့နော်မှန်ပြီးခဲ့ပါနော်အားလုံးပဲမနက်ဖက်မှာလည်းတောင်းချနေမှာလည်းအားလုံးပဲအဖွဲဝင်တွေကနေ့တိုင်းဒီကအားလုံးအဆင်ပြေအောင်လို့ကောင်းဆုံးကြိုးစားပေးထားတယ် ဲ့တော့ကျွန်တော်တို့အရင်ဆုံးကျွန်တော်တို့နှိမ့်တိုက်ကဏ္ဍလေးကိုအားလုံးပဲအထူးထူးသွားမယ်ဗျာနော်အဲ့တော့လူသိကိုကိုမားရီရှင် channel ကို subscribe လေးနှိပ်ခဲ့ပါနော်လူဟောင်းကိုကိုမားရီကတက်နိုင်တဲ့လောက်အများသူငါမြင်အများသူငါတွေ့အများသူငါပေါက်ပါစီဆိုတဲ့စိတ်ဆန္ဒလေးထားပြီးတော့တက်နိုင်တဲ့နေရာလေးတွေမှာ share ပေးပါတက်နိုင်တဲ့နေရာလေးတွေမှာပြဝေးပေးပါကိုတူဦးတယောက်တည်းပေါက်တာတည်းကိုတူဦးတယောက်တည်းရတာတည်းစာရင်အများမြင်အများတွေ့အများပေါက်ပါစီဆိုတဲ့စိတ်ဆန္ဒလေးနဲ့တက်နိုင်တဲ့လောက် share ပေးပါ ဲ့တော့ကျွန်တော်တို့18ရက်၄လ2025တောက်ကြလေ12နာရီတမီနှစ်အတွက်အကောင်းဆုံးပိုင်းပတ်သည့်အကောင်းဆုံး main ကွက်အကောင်းဆုံးတကွက်ကောင်းလေးတွေကိုလာရောက်မျှဝေပေးရပါမယ်။အဲ့တော့ကြောင့်ဗီဒီယိုဖိုင်လေးကိုစားလေအဆုံးပြီးဆုံးတိုင်အောင်လို့မရင်မကြော်ပဲနဲ့ကြည့်ပေးပါလို့ကျွန်တော်အရင်ဆုံးပြောချင်တယ်နော်။အားလုံးပဲ like လက်မလေးတယောက်တစ်ချက်စီအားပေးပြီးတော့ကြည့်မယ်။နော်။အဲ့တော့ကျွန်တော်တို့နေ့လိုက်ကဏ္ဍလေးကိုအရင်သွားမယ်။အားလုံးပဲနော်။တကွက်ကောင်းလေးကိုနောက်ဆုံးမှပြောမယ်။ ကနက်အကွက်များလည်းထိုးနိုင်တယ်ဆိုရင်ပြက်ပင်ကတော့ရှိခဲ့တယ်ဒါပေမဲ့တော့တော့3မိနစ်4မိနစ်ဆိုရင်တစ်ခါပြက်တယ်3မိနစ်4မိနစ်ဆိုတစ်ခါပြက်တယ်ဆိုတော့ကြောက်ဒီအခွေလေးလုံးအခွေလေးကိုအားလုံးပဲတက်နိုင်ရင်လိုက်ကစားပါဒါတော့နော်ကဲအဲ့တော့အားလုံးပဲ78ရက်4လ2020နဲ့ငါတောက်ချာနေ17နာရီတမီနှစ်အတွက် အကောင်းဆုံးဘိုင်ဘတ်ဒီ၄ဘိုင်၄ဘတ်ဒီနှစ်ဘိုင်နှစ်ဘတ်ဒီဖြစ်ပါတယ်အားလုံးပဲ။ နော်၄ဘိုင်၄ဘက်ကြီး2ဘိုင်2ဘက်ကြီးဖြစ်ပါတယ်၄ဘိုင်၄ဘက်ကြီးကိုတော့ကြိုက်တယ်မပတ်နိုင်ဘူးဆိုတော့ကိုကိုမရည်ရ၄နဲ့ပတ်သက်ရင်၄ခွက်ထုတ်ပေးထားတယ်ဒါပုံမှန်အတိုင်းပဲ2ဘိုင်2ဘက်ကြီးနဲ့ပတ်သက်ပြီးတော့နော်၄ခွက်ထုတ်ပေးထားပါတယ်ကဲအဲ့တော့အားလုံးပဲကျွန်တော်တို့ကျွန်တော်ခေါ်ပေးတဲ့ကဏ္ဍလေးကိုအားလုံးပဲအပန်းမကျူးဆိုမှန်လေးလေးမှမှတ်ပေးပါအားလုံးပဲနှောင်းဝင်လာတဲ့ကိုကိုမရည်မြင်အောင်လို့နော်အဲ့တော့ကဲသွားမယ်နော်၁၈ရက်၄လ၂၀၂၀နဲ့၅ တောင်းကြနေ17နှစ်တမီနှစ်အတွက်အကောင်းဆုံးဘိုင်ဘတ်ဒီ4ဘိုင်4ဘတ်ဒီနှစ်ဘိုင်နှစ်ဘတ်ဒီ၄နဲ့ပတ်သက်ရင်အဓိကထားပြီးထိုးသင့်တဲ့မေယောကနန်လေး၄ခွက်အားလုံးပဲလိုက်ပြီးတော့မှတ်ပေးပါအဲ့လားကတော့၄၅ရယ်၄၃ရယ်၄၈ကယ်၄၁ကယ်ဖြစ်ပါတယ်၄၅၄၈၄၃၄၁ဖြစ်ပါတယ်၄၅၄၃၄၈၄၁ဖြစ်ပါတယ်အားလုံးပဲ နှစ်ပိုင်းနှစ်ပတ်စီနဲ့ပတ်သက်လို့ရှိရင်အားလုံးပဲမန်လေးထဲမှာမှတ်ပေးပါ25ရက်23ရက်28ကနှစ်ဆက်1ကဖြစ်ပါတယ်25 23 28 21ဖြစ်ပါတယ်အားလုံးပဲကဲအဲ့တော့အားလုံးပဲကျောင်းရဲ့၄ပိုင်း၄ပတ်စီနှစ်ပိုင်းနှစ်ပတ်စီနဲ့ပတ်သက်တဲ့မေယောကနန်းလေး၄ခွက်စီကိုအားလုံးပဲမန်လေးထဲမှာတရောက်မကြံမှတ်ပေးထားခဲ့ပါနော်အားလုံးပဲကျွန်တော်တို့86လဲပေါက်တဲ့ရရတဲ့ဆိုတဲ့ငါ့ကိုငါမတွေအားလုံးပဲ ပေါက်ကြီးလေးတွေမှန်းမှာနော်ကျွန်တော်ရဲ့ဒီညနေမှာအားလုံးကိုကျွန်တော်ပြောပြီးသားနော်ကျွန်တော်ရဲ့နေ့လိုက်ကိုအားလုံးပဲအဖွဲဝင်ဆော်ရဲကိုကိုမားတွေကိုနေ့လိုက်ဆော်ရဲကိုကိုမားတွေကိုအားလုံးပဲဒီညနေမှာဒီကဏ္ဍလေးတွေကိုအားလုံးပဲတေချာလေးဆော့မယ်လို့ကျွန်တော်တို့တေချာလေးပြောပြီးသားနော်အဲ့တော့အားလုံးပဲတေတေချာချာလေးလိုက်ကစားရဲကိုကိုမားတွေအားလုံးပဲအဆင်ပြေလိမ့်မယ်ပေါက်လိမ့်မယ်ရားလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ကဲအဲ့တော့အားလုံးပဲပေါက်ကြီးလေးတွေတယောက်တစ်ချက်စီမှတ်ပြီးဝင်လာမယ် ကဲဒါဆိုလို့ရှိရင်ကျွန်တော်၄နဲ့ပတ်သက်ရင် main on နှစ် main on တစ်ခွက်ရှိမယ်၄နဲ့ပတ်သက်ရင် main on တစ်ခွက်ရှိမယ်နှစ်နဲ့ပတ်သက်ရင် main on တစ်ခွက်ရှိမယ်ပြီးရင်၄လုံးအခွေလေးရှိမယ်ကဲအလားလေးကိုမပြောခင်အားလုံးပဲကျွန်တော်ရဲ့အဖွဲ့ဝင်လူဟောင်းကိုကိုမားတယ်အားလုံးပဲအခုဗီဒီယိုဖိုင်လေးကိုတွေ့လို့ကိုကစိတ်ဝင်စားတယ်အဖွဲ့ဝင်ပြီးစော့ကျင်တယ်ဆိုတော့လူသေးကိုကိုမားတွေအားလုံးပေါ့နော်ဗာလေးတွေရမလဲဆိုလို့ရှိရင်အားလုံးပဲတည်တည်ချာချာလေးနားထောင်ပြီးပါကိုကအဆင်ပြေပြီဆိုမှအဖွဲ့လာဝင်ပါ နော်အဖွဲ့ဝင်ကြီးကိုကျွန်တော်ဘာကြောင့်တပေါင်းဝဲတတ်မှတ်လဲဆိုတာကိုလည်းကျွန်တော်တေချာလေးပြောပေးမယ်လူဟောင်းကိုကိုမတွေတိတ်နားမလဲနော်တချို့ဝင်ဝင်နေကြလူဟောင်းကိုကိုမတွေတိတ်မနားမလဲဘူးအဲ့တော့ကြောင့်ကိုကတေချာလေးကျွန်တော်ရှင်းပြပေးမယ်ဘာကြောင့်ဒီတပေါင်းဝဲကိုကျွန်တော်တတ်မှတ်လဲဆိုလို့ရှိရင်လူသစ်ကိုကိုမတွေကိုလူဟောင်းကိုကိုမတွေကိုတေချာလေးနားထောင်ပြီးပါရှိလာမဲ့အပတ်နော်၃ရက်အတွင်းထွက်မဲ့ဇာရုပတ်ဒီမွေကနန်းရေကျွန်တော်တို့ပြီးရင်တောက်ကြနေတဏီကုံသာမှာပြန်ရမယ် ွေးချေပတ်သီးတစ်လုံးနဲ့မိန်တက်ကွက်ကောင်းတယ်ဒါအဲ့လားလေးကိုကျွန်တော်အဖွဲ့ဝင်ကြီးတထောင်ခွဲနဲ့စားပြီးတော့ခေါ်ပါပြီတောက်ကြလေးနေကုံစာပါမယ်ပြီးရင်ရှေ့လာမယ်အပတ်၃ရက်အတွင်းထွက်မယ်ဇာတို့ပတ်သီးမွေးကနန်းပါမယ်အဲ့လားကိုအဖွဲ့ဝင်ကြီးတထောင်ခွဲနဲ့အားလုံးပဲလူဟောင်းကိုကိုမာတွေကလူသေးကိုကိုမာတွေကလူဟောင်းကိုကိုမာတွေကိုကျွန်တော်တေချာလေးပြောချင်တာကကျွန်တော်ပေးတဲ့ဇာတို့ပတ်သီးမွေးကနန်းဒီအမြဲတမ်းပုံမှန်ထွက်ပြီးနေတယ်အမြဲတမ်းလည်းရားနေတယ် ျားတို့တပတ်တလေ10ဘက်15ဘက်10ချင်း15ချိန်မှာတရင်လောက်လွဲတာကိုကိုကိုမာတွေတင်းကြီးမခံနိုင်ဘူးအဆင်မပြေဘူးဒါတော့မှကျွန်တော်ရဲ့အဖွဲ့ဝင်တွေကိုကျွန်တော်တန်းနိုင်သလောက်เนาะဒီနေ့ဒါဒီနေ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့မနက်ပိုင်းမှာအားလုံးကိုကျွန်တော်တီးစီတတငါးပိုင်းငါးဘက်ဒီလုံးဝရှယ်ကောင်းအလားမျိုးကိုအပိုင်ပတ်လို့ရအောင်ကျွန်တော်အကောင်းဆုံးထုတ်ပေးတယ်เนาะအလားလေးကိုငါ့ကိုငါမတွေကတချို့ကိုကိုမတွေကเนาะအမျိုးမျိုးအကြောင်းပြပြီးတော့ အဆင်မပြေဘူးเนาะကျွန်တော်ရှုံးတာရှုံးခဲ့တယ်လေအဲ့တော့မြက်ပြီမြက်ပြီပေးတဲ့ကဏ္ဍမှန်ပြီဆိုရင်ရအောင်ကစားရမှာငါ့ကိုငါ့မာရီတောင်းဝင်စူးစားပေးရမှာကျွန်တော်ရဲ့တောင်းဝင်ကျွန်တော်ကစူးစားပေးတယ်ငါ့ကိုငါ့မာရီကအဆင်မပြေဘူးဆိုရင်ကျွန်တော်နဲ့လက်တွေ့ရတာဘယ်လိုလုပ်အဆင်ပြေမှာလဲအဲ့လိုကိုကိုမာရီအတွက်ကျွန်တော်လက်မတွဲပါနဲ့เนาะသေချာလေးပြောတာလက်မတွဲပါနဲ့เนาะကိုက ကျွန်တော်နဲ့လက်တွဲရတာအဆင်ပြေတယ်ကျွန်တော်ပြောတာလေးတွေကိုလိုက်လုံနိုင်ရယ်အဆင်ပြေတယ်အဖွဲဝင်ကြီးတထောင်ခွဲနဲ့တန်းနေဆိုတော့လူဟောင်းကိုကိုမားတွေအားလုံးပြန်ဝင်လို့ရပြီเนาะတောက်ကြနေတွေကပြန်ဝင်လို့ရပြီလူသေးကိုကိုမားတွေလည်းယုံကြည်မှုရှိတယ်အဖွဲဝင်ကြီးတထောင်ခွဲတန်းနေကျွန်တော်လုံပြီးတာလေးတွေကိုတေးချလိုက်ကစားမယ်ဆိုတော့ငါ့ကိုငါးမားတွေအားလုံးပဲတောက်ကြနေတနေ့ကုန်းစားတရက်စားเนาะ ပါမယ်ပြီးရင်ရှေးလာမယ်အပတ်3ရက်တွင်ထွက်မယ်ဇာတို့ပတ်တိမွေးကနပါမယ်အလောက်ရောအဖွဲ့ဝင်ကြီးတောင်းခွဲနဲ့အဖွဲ့ဝင်မယ်ဆိုတဲ့ကုကုမာရီအားလုံးပဲနော်လူဟောင်းကုကုမာရီကောလူသေးကုကုမာရီကောအားလုံးပဲအဖွဲ့ပြောင်းဝင်ထားလို့ရပါမယ်နော်အဖွဲ့ဝင်လို့ရပါပြီအဖွဲ့ဝင်ခေါ်ပြီးနေပါပြီအဲ့တော့အဖွဲ့ဝင်မယ်ဆိုတဲ့ကုကုမာရီအားလုံးပဲဒီချာလေးနားထောင်ပေးပါနော်3ညာကို695 1833လုံး3ညာကို695 7ခေါ်33လုံးဒီဖုန်းနံပါတ်ဒီကျွန်တော်တို့ဝေးရှိရယ်ကေရှိကေဘေးရှိရယ်ဘိုင်ဘာသုံးတယ်နော်ဒီဖုန်းနံပါတ်တစ်လုံးဒီဝေးရှိရယ်ကေဘေးရှိရယ်ဘိုင်ဘာရှိပါတယ်ဘိုင်ဘာရှိတဲ့ကိုကုံမားတွေကတော့ဘိုင်ဘာကနေဆက်သွယ်ပြီးနော်ဝင်လဲပြေစာလေးပို့ပြီးတော့ဟိုင်းပြီးနော်ဘိုင်ဘာမရှိဘူးဆိုတော့ကိုကုံမားတွေအားလုံးကဖုံးမစိတ်ကနေလုံးဝမဟိုင်းပါနဲ့လုံးဝမဟိုင်းပါနဲ့နော်ဖုံးလေးဓာတ်ရိုက်ဆက်ပေးပါ နော်နောက်ထပ်ဖုန်းနံပါတ်တစ်လုံးကျွန်တော်ထပ်ခေါ်ပေးမယ်ဒီဖုန်းနံပါတ်နှလုံးကိုကျွန်တော်ကြိုက်ပါတယ်နော်အဲ့တော့39 680 844 939ခေါ်ဒီဖုန်းနံပါတ်ဒီ KB တုံးပါတယ်39 680 844 939ခေါ်ဒီဖုန်းနံပါတ်ဒီကျွန်တော် KB တုံးပါတယ် KB တစ်မျိုးပဲတုံးတယ်အဲ့တော့ဒီဖုန်းနံပါတ်နှလုံးမှာကိုအစင်ပြာကြိုင်းနှစ်သက်ရာဖုန်းလေးကိုဓာတ်ရိုက်ဆက်ပြီးတော့အဖွဲဝင်ကြီး1000ခွဲနဲ့အဖွဲဝင်လို့ရပါပြီအဖွဲဝင်ကြီး1000ခွဲနဲ့ အဖွဲ့ဝင်လို့ရပါပြီလူဟောင်းကိုကိုမားတွေကလူသေးကိုကိုမားတွေကကျွန်တော်အဖွဲ့ဝင်လက်ခံနေပါပြီเนาะအဲ့တော့အားလုံးပဲယုံကြည်မှုရှိတဲ့ငါးကိုငါးမားတွေအတွက်ကျွန်တော်စီအကောင်းဆုံးကြိုးစားပေးနေတယ်ဆိုတာဒါငါးကိုငါးမားတွေအားလုံးပဲသိပြီးသားပါလူဟောင်းဟိုကျွန်တော်နဲ့လက်တွဲလာတာကြားတဲ့လူဟောင်းကိုကိုမားတွေကတော့ဒါအထွေထူးသိပြီးတော့ပြောစရာမလိုဘူးဒါပေမဲ့ဒီရှေ့လာမယ့်အပတ်မှာကျွန်တော်လူကြီးလေးတွေကန့်ကျင်နေเนาะအဲ့အတွက်ကြောင့်ကျွန်တော်တပေါင်းဝဲနဲ့အဖွဲ့ဝင်ခေါ်ပြတဲ့ ဲ့တော့အဆင်ပြေတယ်ကျွန်တော်လည်းလက်တွေရအဆင်ပြေတယ်ကြိုက်တယ်ဆိုမှအဖွဲလာဝင်ပါအားလုံးပဲเนาะဘလူးဘလူးကမှအတင်းမခေါ်ဘူးเนาะအဲ့တော့အားလုံးပဲကျွန်တော်တို့နေ့တိုင်းကလေးကိုပြန်သွားမယ်เนาะအဖွဲဝင်ပြီးပြီဆိုရင်တကယ်လို့ဖုန်းနံပါတ်ကလေးကိုမရှိဘူးဆိုရင်ကျွန်တော်အခုဗီဒီယိုဖိုင်လေးအောက်မှာပြင်ထောက်ပေးထားခဲ့မယ်ဖုန်းနံပါတ်ကလေးကဲဒါဆိုရင်နေ့တိုင်းကိုကျွန်တော်ပြောတဲ့၄ဘိုင်၄ဘက်ကြီးနှစ်ဘိုင်နှစ်ဘက်ကြီးနဲ့ပတ်သက်တဲ့ main organ လေး၄ခွက်စီရပြီအားလုံးပဲ main organ လေး၄ခွက်စီရပြီ ဒါဆိုလို့ရှိရင်ကျွန်တော်တို့လေးပိုင်းလေးပတ်ကြီးနဲ့ပတ်သက်လို့ရှိရင်အဓိကထားပြီးတော့ထိုးရမယ် main all တကွက်ကောင်းအားလုံးပဲ43တကွက်ကောင်းပါနော်43တကွက်ကောင်းလေးပိုင်းလေးပတ်ကြီးနဲ့ပတ်သက်ရင်43တကွက်ကောင်းပါနှစ်ပိုင်းနှစ်ပတ်ကြီးနဲ့ပတ်သက်လို့ရှိရင်23တကွက်ကောင်းပါနော်မန်လေးထဲမှာမှတ်ပြီနော်အားလုံးပဲမန်လေးထဲမှာမှတ်ပြီမယ် ၄ပိုင်း၄ပတ်ဒီနဲ့ပတ်သက်43တကွက်ကောင်း၂ပိုင်း၂ပတ်ဒီနဲ့ပတ်သက်ရင်23တကွက်ကောင်းအဲ့တော့အားလုံးပဲကျွန်တော်တို့ဒါဟိုတောက်လျှောက်ပေါ့နော်ဒါကြီးနေတဲ့၄လုံးအခွေလေးဒီ၄လုံးအခွေလေးကိုတော့ကျွန်တော်သေချာလေးပြောပြခဲ့မယ်။ဘာကြောင့်လဲဆိုလို့ရှိရင်အားလုံးပဲကျွန်တော်လေးကြိုက်ညော်ကြိုက်တဲ့အတွက်ဒါငါးခုငါးမလေးသေချာလေးပြောပြမယ်။ဘာကြောင့်လဲဆိုရင်ဒီအခွေလေးဒီကျွန်တော်တို့ပြက်ပင်တော့ရှိတယ်ပြက်ပင်ရှိတယ် ူကဘလို့လဲဆိုရင်3-4ချိန်မှန်လာလိုက်တစ်ချိန်ပြတ်သွားလိုက်3-4ချိန်မှန်လာလိုက်တစ်ချိန်ပြတ်သွားလိုက်ဆိုတော့အခုမှန်လာတာနှစ်ပင်လောက်ဖြစ်ပြီဆိုတော့ကျွန်တော်တို့ဒါမျောလင်းချက်ရှိသေးတယ်အဲ့အတွက်ကြောင့်ဒီတောက်ကြနေတိုင်းကျွန်တော်ဒီခွေလေးကိုအလုံးမဲကင်မယ်နော်အဲ့တော့အလုံးမဲတန်းထိုင်သလောက်ကစားပါအဲ့ဒီအခွေစီအလုံးမဲလိုက်ပြီးတော့မှတ်ပေးပါနှစ်ကဲ၄ရဲ့ခွန်ရဲ့၉ရဲ့နှစ်၄ခွန်၉ဆိုတဲ့၄လုံးအခွေဖြစ်ပါတယ် 2469လေးလုံးအခွေဖြစ်ပါတယ်အားလုံးပဲเนาะအဲ့တော့အားလုံးပဲဒေတာလေးလိုက်ပြီးတော့မှတ်ပြီးတော့ကစားပေးပါ2469အခွေအဲ့တော့အားလုံးပဲအဖွဲဝင်မယ်ဆိုတဲ့လူသေးကိုကိုမာရီကောလူဟောင်းကိုကိုမာရီကောအားလုံးပဲဖုန်းလေးဓာတ်ရဲ့ဆက်ပါเนาะဖုန်းနံပါတ်ကလေးကိုမမှတ်မိဘူးဆိုရင်ကျွန်တော်ဖုန်းနံပါတ်ကလေးကိုအခု live show video file လေးအောက်မှာပင်ထောက်ပြီးတော့ဖုန်းနံပါတ်ကလေးချပေးထားခဲ့မယ်เนาะအားလုံးပဲ เนาะအဆင်ပြေပါတယ်เนาะကျွန်တော်ဒီတစ်ပတ်ကတော့3ရက်ပဲထွက်တယ်ဆိုပြီးねကျွန်တော်တို့နှစ်ချိန်၄ချိန်မှာနှစ်ချိန်အောင်မြင်မှုရခဲ့ပြီเนาะတစ်ချိန်ဒီမနက်ပိုင်းထွက်တဲ့တင်ငါငါးပတ်ကြီးစီအားလုံးပဲထိထိမိမိရတယ်เนาะခဏလေးဖြစ်တယ်ဒီညနေမှာလည်းကျွန်တော်တို့ဒုံရပြီးရိုက်လိုက်တဲ့အတွက်86ဆိုတဲ့ခဏလေးကိုပို့ပြီးတော့ပေါက်ကြမယ်လို့ထင်ပါတယ်ကဲအဲ့တော့အားလုံးပဲကျွန်တော်ရဲ့လိုက်ရှိုးဗီဒီယိုလေးတွေကိုအမြဲတမ်းစောင့်မျှော်ပြီးကြည့်ရှုနေတဲ့ကိုကိုမားတွေကော ခုမှတွေ့လို့မြင်လို့ဝင်ရောက်အားပေးတဲ့လူသစ်ကိုကိုမတွေကအားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလို့ရဆန္ဒလေးဇလုံးတော်ဝါတွေပြည့်စုံကြပါစေအခု live show ဗီဒီယိုဖိုင်လေးကိုတွေ့ပြီးမြင်ပြီဆိုတာနဲ့ကိုကအဖွဲဝင်ပြီးအဖွဲဝင်ဟောင်းတွေလည်းအဖွဲပြန်ဝင်မယ်လူသစ်ကိုကိုမတွေလည်းအဖွဲဝင်ပြီးစောကျင်နေဆိုရင်အားလုံးပဲဖုန်းလေးဓာတ်ရိုက်ဆက်ပါ Viber ရှိတဲ့ကိုကိုမတွေက Viber ဖုန်းလေးရနေပြီးတော့ပြည်စာလေးမွေလေးပြည်စာလေးပို့ပြီးတော့ဟိုင်းမီတာရတယ်နော်ကျွန်တော်ဒီည7:00နာရီထိုးရတဲ့ခန်းလေးစပို့ပါမယ် အဲ့တော့စင်နာရီတို့အထီကို အားလုံးကိုကျွန်တော်အဖွဲ့ဝင်ဂျင်းနေကိုကိုမာရီစင်နာရီဆောင်ပေးမယ်မနက်မှဝင်လဲရတယ်နော်အားလုံးအဆင်ပြေလို့လို့နော်ဖုံးလေးကြက်ပဲဖုံးလေးကိုနည်းနည်းလေးကြက်တယ်ထင်တယ်တကောမရရင်တော့နှစ်ကောလောက်တော့ခေါ်ပြီးနှစ်ကောမရရင်သုံးကောလောက်တော့ခေါ်ပြီးပါအားလုံးပဲဘိုင်းဘိုင်ပါနော်အားလုံးပဲမနက်မှ7နှစ်ခွဲမှာအောင်ဝင်လေးခံရတဲ့အားလုံးပဲအတူတူပြန်လဲတွေ့မယ်